မင်္ဂလာပါရှင်ရန်ကုန်ကစ်တက်ချန်နယ်နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်။အခုတစ်ခေါက်တင်ဆက်ပေးမှာကတော့ပေါကလိကဆေးအုံစေကန်းနေမှာ CDN ဂျမ်းမာရင်ဝန်ထမ်းတွေကအလုံးမခံရအမိတ်ထုတ်တဲ့ဒေါက်တာနန္ဒဝင်းမှာရုပ်မာရက်ဆက်တဲ့စိတ်ဓာတ်နဲ့ရက်တီချက်ရှင်နေပြီးချင်းမြင့်ထားတဲ့ပြည်သူ့ကောင်ရေးစုကိုပြန်လဲရောက်တဲ့ရန်ကုန်တိုင်းရှိပေါကလိကဆေးအုံစေကန်းနေမှာ CDN ဂျမ်းမာရင်ဝန်ထမ်းတွေကအလုံးမခံရအမိတ်ထုတ်တဲ့ဒေါက်တာနန္ဒဝင်းမှာရုပ်မာရက်ဆက်တဲ့စိတ်ဓာတ်နဲ့ ရတ္တိကြံရှိနေပြီးပြည်သူ့ကောင်ရင်စုနယ်မထိုက်တန်သူပြေရှောင်းကြကြောင်းအမေရိကန်ချင်းဆိုင်ပြည်သူ့ကောင်ရင်တင်ရဖို့လုံမှုဆောင်ဘွဲကထုတ်ပြန်ကြေညာတယ်။2015ခုနှစ်မှာပြည်သူ့ကောင်ရဲထူးဆုနယ်ကောင်ပြုတ်ခဲ့ဒေါက်တာနန္ဒဝင်းကတိုင်းသားပြည်သူတို့ကိုအစွမ်းကုန်ဖိနှိပ်နေတဲ့စစ်အုပ်စုလုပ်ရတဲ့မှာထောက်ခံအားပေးရည်တည်နေခဲ့ပြီး CDN ဆရာဝန်နဲ့သူနာပြုတ်တဲ့ကျမ်းမာရေးဝန်ထမ်းတွေကပေါက်ကလေးကဆေးရုံတွေကဝန်ထမ်းဖြစ်မဲ့မခန့်အပ်ရန်ဆဲလိုကြောင့် ူရဲ့အခွင့်အာဏာကိုသုံးလျက်ရှိကြောင်းပြည်သူ့ကျန်းမာရေးဆောင်ရှားမှုပေါ်လေလုရှုပ်ခဲ့တဲ့သခင်အားရကျွန်းပါဝပြုတ်မှုဆောင်ရွက်ချက်တွေကြောင့်ပြည်သူ့ကုန်ရေးတင်ရဲ့စုရွေးချယ်ရေးဆိုင်ရာမူဝါဒတရားဖြစ်တဲ့နိုင်ငံသားတွေနဲ့လူပောင်လောကအတွက်စံပြဖြစ်မှုရေးချင်းမှာလုံးဝတွေ့ဖန်နေပြီဖြစ်ခဲ့ကြောင်းပြည်သူ့ကုန်ရေးတင်ကထုတ်ပြန်ပါတယ်။ဒေါက်တာဝဏ္ဏနာဝင်းနဲ့သက်ဆိုင်တဲ့ချက်လက်တွေကိုလည်းပြည်သူ့ကုန်ရေးတင်အင်တာနက်ဆာမျက်နှာမှာဖော်ရှားလိုက်ပြီးပြည်သူ့ကုန်ရေးစုရှင်တောင်းပြထိုက်တန်မှုမရှိကြောင်း ဒေါက်တာနန္ဒဝင်းရဲ့ဆက်ဆုပ်ရွန်ရှာပွဲရုံမှရက်ဆက်တဲ့စိတ်ထားနဲ့အတ္တီကျကိုပြည်သူ့ကော်မတီကပြင်ထန်စွာရှင်းချထားပါတယ်။ရန်ကုန်တိုင်းဒေသကြီးကုတ္တရဲ့ဦးစီးဌာနမှနန္ဒဝင်းကအောက်တိုဘာ29ရက်နေ့မှာစီဗီအန်ဆရာဝန်သူနာပြုနဲ့ကျမ်းမာရေးဝန်ထမ်းနဲ့ထုတ်ပယ်ခံထားရတဲ့ကျမ်းမာရေးဝန်ထမ်းနဲ့ లై စင်မရှိတဲ့ကျမ်းမာရေးဝန်ထမ်းတွေကိုပုတ်ကလေးကဆင်းအောင်စေခံနေမှာအချိန်ပိုင်းအချိန်ဖြစ်ငားရင်ချင်းဖြစ်စေ ခံထားခြင်းမပြုလုပ်ရန်လှုပ်ဆောင်ခြင်းတွေ့ရှိပါကပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာဥပဒေနဲ့အရေးယူသွားမည်ဖြစ်ပြီးသက်ဆိုင်ရာပုဂ္ဂိုလ်တွေကိုတည်ဆဲဥပဒေနဲ့အရေးယူမည်ဖြစ်ကြောင်းမြန်မာနိုင်ငံပုဂ္ဂလိကစေုံများတင်ကိုညွှန်ကြားချက်တည်ထုတ်ပြန်ခဲ့ပါတယ်။ဆက်လက်ပြီးတာကေတာမြို့နယ်ရဲစခန်းကိုပောက်ခွဲတိုက်ခိုက်မှုရဲတုံးထိခိုက်တယ်ဟာပြီးတဲဦးဆိုရင်ဟာရန်ကုန်တိုင်းတာကေတာမြို့နယ်ရဲစခန်းပောက်ခွဲတိုက်ခိုက်ရာရဲတုံးထိခိုက်တယ်ဟာပြီးတဲဦးဆိုရင်အကြောင်းမြို့ပြ ကျွဲအဖွဲ့တာဝန်ရှိသူကပြောတယ်နိုဝင်ဘာလ10ရက်နေ့ည10:30မိနစ်ကမှတာကီတာမြို့နယ်ရဲစခန်းကိုလက်လုပ်ပုံလက်ပစ်ပုံတွေနဲ့တော်လိုင်းရဲဘော်တွေကပောက်ကွဲတိုက်ခိုက်ခဲ့ကြောင်းသိရတယ်။ထိုတိုက်ခိုက်မှုတွေရဲသားအုပ်ထိခိုက်ဒဏ်ရာရပြီးတအုပ်မှဒဏ်ရာပြင်းထန်ကြောင်းပောက်ကွဲမှုဖြစ်ပွားပြီးနောက်ဂျပန်စစ်တပ်ကရန်တပ်ပစ်ခတ်မှုတွေလှုပ်ဆောင်ခဲ့တော့လဲတော်လိုင်းရဲဘော်တွေတိုက်ခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရတယ်။ အဲဒီတိုက်ခိုက်မှုမှာမ၃ရောက်ထိတိုင်းတယောက်ကတော့ဒဏ်ရာပြင်းထန်နဲ့ည၇နာရီကျော်လောက်မှာစစ်ရုံးကရဲစခန်းထဲဝင်သွားတွေ့ရလို့ဒေသပြည်သူတွေကပြောဆိုတယ်မြို့ပြကျွဲအဖွဲ့တာဝန်ရှိသူကပြောပါတယ်ဆက်လက်ပြီးပြည်သူ့ဘော်ဖိနေရန်ရှာနဲ့ကျွဲဖက်စစ်ရုံးဆွဲလက်ပါစေတောက်တိုင်တွေကိုအချိန်နေရာမီတိုက်ခိုက်ခြင်းမုံသွားပြီဖြစ်ကြောင်းမြို့ပြကျွဲပျောက်ကြားအဖွဲ့တာဝန်ရှိသူကပြောပါတယ် ဆက်လက်ပြီးတံဖြူစရဲ့အနည်းကြာမှာစစ်တပ်ထံကိုတော်လည်တက်တွေသတင်းစုံစမ်းပေးဖို့နဲ့အောက်ချုပ်ရမှုဟောင်းဆန်းအောင်ပြစ်ခတ်ခံရပြီးတင်ဆောင်မွန်ပြည်နယ်တံဖြူစရဲ့အနည်းကြာမှာစစ်တပ်ထံကိုတော်လည်တက်တွေသတင်းစုံစမ်းပေးဖို့နဲ့အကြောက်အောက်ချုပ်ရမှုဟောင်းဆန်းအောင်ပြစ်ခတ်ခံရပြီးတင်ဆောင်သွားကြောင်းဒေသပြည်တွေကပြောတယ်။အော်တိုဝါလာ30အနည်းမနဲ့7နာရီချိန်မွန်ပြည်နယ်တံဖြူစရဲ့မြို့နယ်အနည်းကြာကတာဟောင်းဖြစ်သူဆန်းအောင်မှာအမည်မသိလက်နက်ကိုင်ဘွဲတစ်ခုရဲ့ဖမ်းဆီးခြင်းခံရပြီးရွာပြင်ကိုခေါ်ထုတ်သွားကြောင်းရင်းနောက်ရွာပြင်ဘက်မှာဩကတာအောင်ဆန်းအောင်ကိုပြစ်ခတ်ခဲ့ပြီးပွဲချင်းမိတင်ဆောင်သွားခဲ့ကြောင်းသိရတယ်။ အနှင်းကျရာဥက္ကဋ္ဌအောင်ဆရာမစစ်တပ်ထံကိုတော်လိုင်းတက်တွေတရင်ပေးစုံစမ်းပေးပို့နေအပြင်ကျရာတွင်ပြည်သူတွေကိုအနိုင်ကျင့်ဖိနှိပ်မှုလှုပ်ဆောင်ကြောင်းစစ်မှုထမ်းလူငယ်တွေစုဆောင်ခြင်းစစ်မှုထမ်းကြီးကောက်ခံခြင်းတွေကိုလှုပ်ဆောင်နေသူဖြစ်ကြောင်းသိရပါတယ် ပြစ်ခတ်သွားတာကတော့ဘယ်လန်းနဲ့ကင်ဖွဲ့လဲမသိအောင်အုတ်ကြီးအောင်ဆန်းအောင်ကအသက်50ဝန်းကျင်ရှိပါပြီသူကစစ်တပ်နဲ့ပေါင်းပြီးပြည်သူကိုနိုင်ကျင်တဲ့အထက်တော်လိုင်းလောက်တွေတရင်ဆောင်ဆန်းပြီးစစ်တပ်ကိုပေးတယ်ဆန်းအောင်တေဆောင်မှုပေါ်နဲ့မြေကန်စစ်တပ်နဲ့ရဲတွေကခိတ္တလာရောက်ကြည့်ရှုပြီးပြန်လည်ထွက်ခွာသွားကြအောင်အုတ်ကြီးဟောက်တေဆောင်မှုတဲလုံငယ်တွေမှာစစ်တပ်ရဲ့ရန်တမ်းဖမ်းဆီးခြင်းခံရမိကိုစိုးရိမ်နေကြကြောင်းဒေသပြည်သူတွေကပြောပါတယ်ဆလာဘီတနိုင်ကလုံးရှိမြို့ဝင်ဂိမ်းနဲ့စစ်စေးဂိမ်းတဲ့စီဒီယံဝန်ထမ်းတွေဖမ်းမိပါကရွေးကောက်ပွဲကိုနှောက်ယှက်ဖျက်ဆီးသူတွေဥပဒေနဲ့အရေးယူဖမ်းဆီးရညွှန်ကြား မြန်မာတနိုင်ငံလုံးရှိမြို့ဝင်ကိန်းနဲ့စစ်စဲကိန်းတဲ့စီရီယံဝန်ထမ်းတွေကိုစစ်စဲဖမ်းမိပါကရွှေကောက်ပွဲကိုနောက်ဆက်ဖျက်ဆီးသူတွေဥတည်နဲ့အရေးယူဖမ်းဆီးညွှန်ကြားလိုက်ကြောင်းနေပြည်တော်စစ်တပ်သတင်းမြစ်ကားပြောတယ်။အကြမ်းဖက်စစ်တပ်ကအော်တိုဘားလနောက်ပိုင်းတွေအလို့ရှိနေနိုင်ငံရေးလှုပ်ရှားသူတွေစီရီယံအနေနဲ့စစ်ပြေးရပြေးဖမ်းဆီးနိုင်တဲ့အတွက် prison synchronization and monitoring system application ကိုစင်မြင့်တင်လိုက်ပြီးအမည်ပြည့်စင်တင်ထားသူတွေကိုစစ်စဲကိန်းတွေမှာဖမ်းမိပါကရွှေကောက်ပွဲနောက်ဆက်ဖျက်ဆီးတွေကိုရေးယူတဲ့ဥပဒေပုံမှန်23ကားချင်းနဲ့အရေးယူညွှန်ကြားလာခြင်းဖြစ်ပါတယ်။ ။မရောက်လိုက်ကောင်းဆောင်တဲ့မြို့သားကာကွယ်နဲ့လုံခြုံရေးကောင်စီကလူမှုကွန်ရက်စောင့်ကြည့်မှုနဲ့စီမံခန့်ခွဲမှုစနစ်ကိုလုံခြုံရေးအစမြင့်တင်ခြင်းမြေပြည့်စင်ရင်တွေထပ်တိုးခြင်းကိုအောက်တိုဘာလနှောင်းပိုင်းတွင်ညွှန်ကြားခဲ့ကြောင်းဆိုပါညွှန်ကြားချက်ကိုပြည်내နဲ့တိုင်းဒေသကြီးအလုံးကိုညွှန်ကြားလိုက်ခြင်းဖြစ်ပြီးအဓိကအားဖြင့်ရဲတပ်ဖွဲ့ကအကောင့်ထဲပေါ်နေရခြင်းဖြစ်ပါတယ်။စစ်တပ်ကအကောင့်ထဲပေါ်နေရ prison synchronization and moderating system application မှာကနအုပ်လူရင်9000ကျော်ကိုကနအုပ်ထက်သွင်းခဲ့ပြီးရခုတ်ကရေအတွက်9000ကျော်သွားပြီဖြစ်ပါတယ်။ ရုရှားကဒီကတောင်ယူဆဲပေးတဲ့ PSMS application ကိုစစ်ကောင်စီရေးဆွဲထုတ်လုပ်လိုက်ပြီးအဆိုပါ application မှာစစ်တပ်ရဲနဲ့လောက်ကားတွေတည်တပ်အတုံးပြစစ်စည်းရန်သားဖြစ်ကြောင်းစစ်စည်းဂိတ်တွေလေစိတ်ရေစိတ်မြုပ်ဝင်ထွက်ဂိတ်တွေနဲ့ကားဂိတ်တွေရှိစစ်ကောင်စီတပ်ဖွဲ့ဝင်တွေထွေဥရဲနဲ့လာဝကရေးထံကို application နဲ့ချထားပေးကြောင်းအဆိုပါ application ကိုဝင်ရောက် key နဲ့ password တွေကိုစစ်ကောင်စီကတင်ကျပ်စီစဉ်စားချထားပေးပြီး PSMS application အတွင်းရှိချလက်တွေကိုနေပြီးတော့ကတိုက်ရိုက်ထိန်းချုပ်ထားကြောင်းရှင် PSMS application ထဲမှာစစ်ကောင်စီက အလိုရှိနေနိုင်ငံရေးလှုပ်ရှားသူစီဒီအန်အနေနဲ့စစ်ပြင်းရဲပြည်တွေကိုအတိအကဖမ်းဆီးနေခြင်းဖြစ်ပါတယ်။စစ်ကောင်စီကလုံခြုံရေးစစ်ဆေးရန်တည်တံ့ထုတ်လုပ်ထားတဲ့ PSN application ကို၎င်းတို့အသိမှတ်ပြုထားတဲ့ဖုန်းကွန်ပျူတာများအတွင်းသာ download လုပ်နိုင်ပြီးတခြားကွန်ပျူတာနဲ့ဖုန်းတွေကကိုယ်ယူခြင်းမပြုနိုင်ပဲလုံခြုံရေးစင်မြင်ထားပါတယ်။ ဆက်လက်ပြီးများရီမြို့နယ်လေးကွေကောင်မြို့တဲကိုဝင်ရောက်လာစစ်တပ်စစ်ကြောင်းတော်လိုင်းတတွေကဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်မှုစစ်တပ်ကအထင်အားပြီးပိန်ပြီးနေကရင်ပြည်နယ်များရီမြို့နယ်လေးကွေကောင်မြို့တဲကိုဝင်ရောက်လာတဲ့ဂျာဖက်စစ်တပ်စစ်ကြောင်းပိတ်ဆို့တိုက်ခိုက်လျက်ရှိရာစစ်တပ်ကအထင်အားနေကြောင်းကရင်စေတရင်မြစ်ကပြောတယ်စတင်မလာ20ရက်နေ့ကစပြီးယနေ့ချိန်ထိလေးကွေကောင်မြို့တဲဘက်ကိုဂျာဖက်စစ်တပ်နဲ့ဗီဂျက်တပ်တွေပူးပေါင်းပြီးစစ်ကြောင်းတုံးကြောင်းနဲ့ဝင်ရောက်လာခဲ့ရာရတဲ့ကို ကျော်ဝါဘုတ်တောင်ပေါ်ကိုရရှိကဂျပန်စစ်တပ်စစ်ကြောင်းမှဘိုင်းကွင်းတွင်ကျုံဝင်သွားပြီးတော်လိုင်းဘုတ်ပေါင်းတပ်ဖွဲ့ရဲ့ပိတ်ဆို့တိုက်ခိုက်မှုကြောင့်စစ်သားများပြားသေးဆုံးကရှောက်လောင်းများစွာကျန်ရှိနေသေးကြောင်းသိရတယ်။ထိုသို့ပိတ်နေတဲ့ဂျပန်စစ်ကြောင်းကဲထုံးနိုင်ရဲ့လေကြောင်း drone missile နဲ့တိုက်ခိုက်နေတော့လဲစစ်တပ်စစ်ကြောင်းမှဆက်လက်ပိတ်မိနေပြီးပြန်ဆုံများဖြစ်နေလို့ဆိုရယ်စစ်တပ်စစ်ကြောင်းတွေ 6K ကော့ရတဲ့ကိုကြော်ဝါဖို့တောင်ကျောပေါ်မှာမိုင်းကွင်းနေတဲ့စစ်ကြောင်းကျုံဝင်သွားပြီးပိတ်မိနေပါတယ် ။ထို့အပြင်မင်းလက်ပံရွာမှာဖလူရဘက်ကုံရောက်လာတဲ့ဂျပန်စစ်တပ်စစ်ကြောင်းမှလည်းမင်းလက်ပံပြန်ကွင်းတောင်ကုန်းနေမှာဖြတ်တောက်တိုက်ခိုက်ခံခြင်းဖြစ်ပါတယ်။ကြစားတစ်ဖက်မှာလည်းဂျပန်စစ်တပ်ကအယောင်ပြောင်းဝင်အောင်စီနေခဲ့ကြပြန့်ချေဆိုင်ရ KK ဘက်အတွင်ရှိကားဆိုင်ကဲလျက်စစ်ပစ္စည်းကိုပြည်ကျဲတခွင်ကမြောက်ရီမြို့ကိုတဲဆောင်ကရောင်းစနေကြောင်းယင်းကြပြန့်လုပ်ငန်းလုပ်ကရစာအုပ်တွေကိုမိုင်းခွဲဖြိုချခဲ့ရုပ်သံဗီဒီယိုတပ်ပုံတွေကိုရိုက်ကူးထားကဝါရဖြန့်ချင်လုံဆောင်နေရှိပြီးယင်းစာအုပ်ပုံစံတွေကိုရွှေကုတ်ကုန်မြို့တင်မှာပြန့်လည်တိစားရှိသည်ကိုသိရှိထားကြောင်းကိန်းစေးသတင်းမြစ်ကပြောပါရယ် လပ်ပြောပသိမ်မျိုးပေါ်ရှိဖို့ကြောင့်ဇာယုတ်တို့ကိုစစ်တပ်လုံခြုံရေးတင်းကျပ်စွာချပြီးဖြန့်စည်းပြည်သူတွေလာမကြည့်နိုင်မိုးကစိမ်းများကန်ထားအရာဝတီတိုင်းပသိမ်မျိုးပေါ်ရှိဖို့ကြောင့်ဇာယုတ်တို့ကိုစစ်တပ်ကလုံခြုံရေးတင်းကျပ်စွာချပြီးဖြန့်စည်းလိုက်ကြောင်းပသိမ်မျိုးမှာကင်းထောက်ဖွဲ့တွေနဲ့မြို့ခံပြည်သူချို့ကပြောပါတယ်နိုဝင်ဘာလတရနေ့ညနေပိုင်းပသိမ်မြို့ကန်တုံးစစ်ပြောင်းစုခွေမှတီရှင်းတဲ့ဖို့ကြောင့်ဆန်ယုတ်တူကိုစစ်တပ်ကလုံးကျွေးတုံးမြင့်စွာဘက်ဖိုနက်စီနဲ့ဖြက်စည်းလိုက်ကြောင်း ရင်းနောက်မနက်ပိုင်းမှာပြည်ထောင်စုကိုရင်ကိုမိုးကစိန်နေကန်တာပြီးစစ်တပ်ကလုံးကျော်ယူထားကြောင်းသိရတယ်။အကြဖက်စစ်တပ်ကနိုင်ငံတော်ရှိဖို့ကြောင့်ဆက်ရုပ်တူတွေကိုမကြကနာဆိုသလိုဖြက်စီလေးရွှေပြီးရင်းတို့ဖြက်စီရမှာညအချိန်တော့လုံးကျော်ရင်းများစွာချပြီးဖြက်စီလေးရှင်ကြောင့်ပြည်သူတွေတမဆောင်စံသိရပါတယ်။ ယခုနှစ်ဩဂုတ်လ9ရက်နေ့ညတကောင်အချိန်မှာလည်းပဲခူးတိုင်းပဲခူးမြို့လယ်ကောင်ရှိပေါ်ကျောင်းဆန်ကျေးရုပ်တူကိုစစ်တပ်ကညအချိန်မိဖြတ်တောက်အမောင်းချပြီးဖယ်ရှားဖြက်စည်းခဲ့ကြောင်းဘုံကျေးရုပ်တူမှာပဲခူးမြို့လယ်မှာရှိပြီးအမတ်တင့်အချိန်ခံပညာကျောင်းဤဖျားလန်းတဲ့တောင်ကိုလမ်းမှာဆေးုံလန်းနဲ့လမ်း30ဆောင်းပဲခူးတိုင်းဆွေရဖွဲ့နဲ့မျက်နှာချင်းဆိုင်မှာထားရှိခဲ့ခြင်းဖြစ်ပါတယ်။အလားတူယမန်နေ့အောက်တိုဘာလ9ရက်နေ့မနက်9:00တမင်းနေချင်းကလည်းမန်လေးတိုက်သားစီမျိုးရှိပေါ်ကျောင်းဆန်ကျေးရုပ်တူကိုစိုက်ထူထားတဲ့ဘုံကျောင်းရှင်မြေကိုမြေကော်ကားရီနဲ့ဖြတ်စည်းပြီးရုပ်တူကိုစစ်တပ်ကခမလေးရ19ရက်ကိုတင်ဆောင်သွားခဲ့ပါတယ်။ ဆက်လက်ပြီးပေါင်းမြနယ်အရှိမြောက်ချမ်းလေဘက်ကြီးအနီးစစ်ဆောင်တဲကိုစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းရှိပဲလေကြောင်းတိုက်ခိုက်မှု၃နှစ်ကျော်ရွယ်ကလေးတအုပ်ပောင်းဝင်ပြည်သူငောင်းဒီကိုက်တရားရမကွေးတိုင်းပေါင်းမြနယ်အရှိမြောက်ချမ်းလေဘက်ကြီးအနီးစစ်ဆောင်တဲကိုကျော်ဘက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းရှိပဲလေကြောင်းတိုက်ခိုက်မှုမှာအသက်၃နှစ်ကျော်ရွယ်ကလေးငယ်တအုပ်ပောင်းဝင်ပြည်သူငောင်းဒီကိုက်တရားရရှိခဲ့ကြောင်းပေါင်းမြနယ်ကာကွယ်ရေးဖွဲ့ကုလောင်ကပြောတယ် နိုဝင်ဘာလ2ရက်နေ့မနက်၈နာရီ၆မိနစ်ခန့်ချိန်မိတ်ဒီလာရှန်တက်လီတက်ကတက်လာတိုင်းနေတစည်းနဲ့ပေါင်မြုံနဲ့ရှင်းမြောက်ချမ်းလက်ဘက်ကြာနီဆင်ရှောင်းတက်ကိုတိုက်ပွဲဖြစ်ပွားခြင်းရှိပဲဂျက်ဖက်စစ်တက်ကပုံကျဲချောင်းသွားခြင်းဖြစ်ပါတယ်။ထိုတိုက်ခိုက်မှုတွင်လက်ဘက်ကြာနီဆင်ရှောင်းတက်မှနေတိုင်းနဲ့၃နှစ်ကျော်ရွယ်ကလေးငယ်တက်ဦးပေါင်းဝင်60နှစ်အမျိုးသားတက်ဦး90ကျော်ရွယ် အမျိုးသမီးတောင်းလို့စစ်စောပါပြည်သူငါအထိခိုက်တဲ့ရရှိခဲ့ပါတယ်။အလားတူပေါ့မြို့နယ်အနောက်ခြမ်းရှိကြရတွေကိုလည်းအော်တိုဘား28ရက်နေ့ည7:00နာရီကန်ချိန်တရောင်းလီတက်ကဒလိုင်ဝိုင်တွဲလင်းတစည်းကတိုက်ပွဲဖြစ်ပွားခြင်းရှိပဲဖုန်း59လုံးကျဲချတိုက်ခိုက်ခဲ့ပါတယ်။